မကွေးတန်းလေးကစစ်ကောင်စီရဲ့၁၈မိုင်စကန်ကုန်းသိန်းတိုက်ပွဲမှာပကုတ်ခရိုင်တရင်မတ်၁၄ကရဲဘော်ရက်ခကောရဲဘော်ရဲရင်တွေကြာဆုံးခဲ့မကွေးတိုင်းစလင်းစစ်တုဒ္ဓရာကားလမ်းပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့၁၈မိုင်စကန်ကိုတော်လိုင်းပူပေါင်းတပ်များကသိမ်းပိုက်နိုင်ခဲ့ပါတယ် စစ်ကောင်စီရဲ့ဆက်ရှိမိုင်းစခန်းကိုမိနစ်30အတွင်းသိမ်းပိုက်နိုင်ခြင်းဖြစ်ပြီးစခန်းကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်းတိုက်ပွဲအတွင်းမြိုင်ပင်လယ်ဘူးရေစကြိုနဲ့ပခုတ်ကူမျိုးခြေဆိုင်တော်လိုင်းတပ်ဖွဲ့များကပူးပေါင်းပါဝင်ခဲ့ကြပြီးစစ်ကောင်စီတုံ့ပြန်လေးဦးဖမ်းဆီးလက်ရှိခဲ့တာလည်းဖြစ်ပါတယ်။ရှင်စခန်းသိမ်းတိုက်ပွဲမှာပခုတ်ခရိုင်တရဲမှန်14ကရဲဘော်ရက်ခါခေါ်ရဲဘော်ရဲရင်သွေးမိမက်စွာအသက်ပေးလူ ကြဆုံးသွားခဲ့တာလေးဖြစ်ပါတယ်။ရဲဘော်ရခါကောရဲဘော်ရဲရင်သွေးတို့အတွက်အမျိုးသားညီအစ်ဆိုးရကာကွယ်ဝင်ကြီးဌာနပြည်သူ့ကာကွယ်တပ်မတော်ဘင်းဘူးခရိုင်ပုတ်ကေးရုံးရဲ့ဝန်ထမ်းကြောင်းတဝင်သွား။မတ်တီစတီဒါအကောက်ဘူးခရိုင်ပြည်သူ့ကာကွယ်တပ်မတော်အမှတ်၁၄တရင်မှဘဝိုင်မှတ် P140140095 ရဲဘော်ရခခေါ်ရဲဘော်ရဲရင်တွေးဟာ 2025ခုနှစ်မတ်လ31ရက်နေ့16နာရီမိနစ်20အချိန်မှာတမပြည်သောတာဝန်မြောက်ကိုကြည်ကြည်ပေါ်ပေါ်ထမ်းဆောင်ပါမြို့ကျွန်တော်တိုက်ပွဲဝင်ရဲ့နိုင်ငံရေးပြည်သူ့အတွက်ပြည့်မြတ်စွာအသက်ပေးသူတော်ခဲ့ရပါလေတော်ပြပါ၍ဟိုဝိုင်မက် P1 4014095ရဲဘော်ရဲခါကောရဲဘော်ရဲရင်သွေးရဲ့ဒီပါဆွေမှုများကျန်စီတော့ရဲဘော်ရဲပဲများလေသတို့သမ ्या ဝိုင်လဲပူဆွေးရပါလေ ြောတို့မြင်ဘူးဖရာငယ်ယုံနဲ့မြင်ဘူးဖရာတရင်မရဲဘော်ရဲဘက်များကရဲဘော်ရခခေါ်ရဲဘော်ရဲရင်တွေ့ရဲ့ရဲဘော်ရဲဘက်များအဖြစ်ဤတို့ဝန်းနေပူဆွေးမှုများချင့်မိစေပါမူမပြီးဆုံးသေးသောပလိုင်းစည်းစိမ်ကိုဆက်လျှောက်ရင်ဤတော့ဘောအောင်မြင်သည့်အထိဆက်လက်တိုက်ပွဲဝင်သွားမည်ဟုအတိပစ္စာပြုလိုက်ရပါသည်ဘူပိုင်မတ် E140 14095ရဲဘော်ရခခေါ်ရဲဘော်ရဲရင်တွေ့ရဲ့စွန့်လွတ်နေတာခံမှုအတွက်ဧကဥညွန်ရဲ့ ဒီဝိုင်းနေကြောင်းတော်ဝါအေးပူလိုက်ရပါလေအာသာလီဆလင်းစီတုတ်ဒီယာလမ်းမိုင်းက16မိုင်စခန်းကုန်းဒိန်တက်တော်နေတက်ခွေတိုက်ချိတ်အောင်မြင်ခဲ့တဲ့အကြောင်းအားလုံးလေးသိကြပါပါကျွန်တော်လည်းပြောပြခဲ့ပူပါတယ်အဲ့ဒီအောင်မြင်မှုရဲ့နောက်ကကြီးကြိုက်ဆုံးရှုံးမှုတွေကိုလည်းထပ်ပြီးတွေ့ခဲ့ရမှာပါအဲ့ဒါကတော့ တပ်ပွဲမှာကြာဆုံးသွားတဲ့ရဲဘော်ရက်ခရဲ့ဇာဝနာအခမ်းအနားမှာဘာခင်ပြည်သူရဲ့ကြံကြွင်းစကားလေးတွေပြောထားတာကိုနားထောင်ကြရပါလေ။ကြတိထားတာအောင်လဲဂုံယူလေးစားရတဲ့ခိုက်တံပါပဲ။တပ်ပြည်သူရဲ့အလောင်းကိုအလံတော်လွှမ်းခြုံထားပါလေ။ဘေးနားမှာတပ်ဖွဲ့ဝင်တွေကခေါင်းလိုက်ဆိုင်နေထိုင်နေကြပါလေ။ကြာဆုံးရဲဘော်ရဲ့အဖေဖြစ်သူကဥသားရဲ့ရုပ်လောင်းရှိမှာ ကျင်ရခဲ့တဲ့တပ်ဖွဲ့ဝင်ကိုအတန်လေးရဲ့လုံခြုံအောင်ဂယူးဆိုင်ချဖို့မှန်တယ်။အဲဒီလေတစ်ဆက်မှမကြဘူး။ကျွန်တော်ရဲ့ကြည်ခွဲစီဟာအခိုက်အတန့်ကြီးပါပဲ။ဂျာဆောင်ရဲဘော်ရဲ့အဖေပြောခဲ့တဲ့စကားလေးတစ်ခုကိုကျွန်တော်ပြန်ပြောပြချင်ပါတယ်။ဦးလေးကပတ်စံမရှိဘူး။ဒါတေတာတီးကျင်နေဆိုရအောင်လုပ်ပေးတယ်။အဝတ်စားစုနဲ့အဝတ်စားရအောင်ဝယ်ပေးတယ်။မရှိရှိရနဲ့လုပ်ပေးတယ်။ ်ချင်းငါပြီးတော့ပို့ပေးတယ်။ပြောနေရင်တားကိုဘွားလွမ်းထားတဲ့အလံတော်ကိုတစ်ချက်အသာလေးဆွဲပြန်လိုက်တယ်။အခုတော့သူသားရဲ့ဘေးနားမှာကတားလေးတစ်လုံးရှိအဝယ်စားအသုံးဆောင်ပြီးနင်းနေရှိရဲ့။ခေါင်းရင်းမှာဂုံပြုတ်ထားတဲ့ပန်းတွေပုံလိုက်ရှိတယ်။ပေါင်သွင်းထားတဲ့တားရဲ့တပ်ပေါ်ရှိပါတယ်။ အေးပါအေးပါတတိတို့ကလည်းဝမ်းသာတယ်ကြည်လဲကြည်နဲ့တယ်အချားတရင်တစ်ခွေလေးဆိုပြာပုံနောက်ပဲပြန်ရောက်လာတာများတယ်လေဒီလောက်ဝေးကြီးဒီလိုလူလုံးမပြတ်ပဲတလာပါပါပြန်ရောက်လာဆောင်ရွက်ခဲ့ပြီးတဲ့တက်ဖွဲ့ပြီးတရင်မှုတွေကိုဦးလေးကဈေးစားပါတယ်တဲ့။ဒါရဲ့ရုပ်လောင်းကိုရုပ်လုံးမပြတ်အောင်အဝေးကြီးကနေတယ်လာပြီးလို့ကိုကျေးဇူးတင်နေရဲ့ဦးလေးရဲ့စကားတန်တွေဟာ ကျွန်တော်တို့ဘလို့မှအခန်းစားနိုင်မှာဘူးတကယ်လဲဟုတ်ပါတယ်ပြာပေါ်လေးပဲရောက်လာတဲ့အာဇာနည်တွေများစွာရှိတယ်မြင့်မြတ်စွာအသက်ပေးသူဘာပါလဲဆိုတဲ့စကားလေးတစ်ခုမယ်ကြားလိုက်ရတယ်မိမရှိခဲ့ပါတယ်တကယ်ပြောရရင်ဦးလေးတာကသွေးခေါက်ဘွဲ့အာဇာနည်ဘွဲ့ရလာပါလေဦးလေးကကျေနပ်ပါတယ်တိတ်ခဲတဲ့တက်ကုန်းကလည်းအောင်မြင်ခဲ့တယ်ဆိုတော့ဦးလေးကတန်တဲ့လိုပဲယူဆတယ် ပြောရင်လည်းစီပေါ်လေးအတူကိုအိတ်ကတ်ထဲထည့်လိုက်ပြီ။တံဘိုးနဲ့စလပါဖက်ရက်လေးစီးထားတဲ့အပြင်ခန်းစားချက်တွေမြုပ်သိမ်းထားတဲ့ဥလေးကိုကြည့်ပြီးကျွန်တော်အတော်စိတ်မကောင်းရအောင်ဗျာ။စကားကုန်းတစ်ခုရဖို့သူ့သားလေးရဲ့အသက်ပေးလိုက်ရတော့တန်တယ်လို့ပြောတဲ့ဖခင်တကယ်လေးစားရတဲ့မိသားစုပါ။တကယ် တန်ဖိုးထားနေပါတယ်။ကျွန်တော်တို့ဒေါ်လာရေးရဲပေါ်ပြီးအများကြီးရှိရဆိုရင်တော့မှမိဘရဲ့အတွက်ကတော့ဒီသားသမီးဒီသားလေးတယောက်ပဲပဲရှိခဲ့ကြပါ။ဒါကြောင့်အောင်မြင်မှုရဲ့နောက်မှာကြီးမားတဲ့ရင်းနှီးမှုတွေပေးဆပ်မှုတွေရှိရဆိုတာမမေ့စေချင်ပါဘူး။ထိုက်တန်တဲ့ဂုဏ်ပြုမှုတွေရှိစေချင်ပါတယ်။ကျွန်တော်ကလည်းဒီအတွက်ကြောင့်လူမသိသူသိကြာဆုံးရတဲ့ရဲဘော်တွေကို ဗဟုတော်လိုင်းရဲ့ဒူရကောင်းအာဇာနည်ရဲ့ဖြစ်မှတ်တမ်းတင်ပြပေးရတဲ့ဖြစ်ပါတယ်။တပ်ဖွဲ့တွေယူပြီးရဲ့အောင်မြင်မှုကိုဈေးစားရမယ်။သူတို့ရဲ့ပေးဆက်မျက်နှာခံမှုတွေကိုတံပိုးထားရမယ်။ဒါပေကအလကားဖြစ်သွားလို့မရပါဘူး။ကျွန်တော်တို့ရဲဘော်တွေရဲ့အသက်ကြွေးဘဝတွေအိမ်မက်တွေနဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစင်မှုကိုစုံလုံးပြီးမှရခဲ့တဲ့အောင်မြင်မှုတွေကို ကျွန်တော်တို့ကတန်ဖိုးထားကြဖို့လိုအပ်ပါတယ်ဒီလိုတန်ဖိုးရှိတဲ့အသက်တွေနောက်နောက်မှာပြီးဆက်ရဖို့အတွက်လည်းကျွန်တော်တို့အားလုံးကမျိုးတူနိုင်မှာနေ့အတိုင်းပါဝင်နေကြဖို့လိုအပ်ပါတယ်အောင်မြင်မှရမယ်ကျွန်တော်တို့အောင်မြင်တဲ့အထိစူးစမ်းမှကိုရမှာဖြစ်ပါတယ်ပင်နေဆိုင်ပြည်သူနဲ့သူတရားတဲ့ပက္ခလေးလက်နက်ကိုင်တော်လန်ရင်းမိမက်စွာအသက်ပေးသူကြဆုံးသွားခဲ့ရတဲ့ ပုံရိုင်းတရင်မဲ့စသီးမရဲဘော်ရက်ခါခေါ်ရဲဘော်ရဲရင်တို့ရာကျွန်တော်တို့စပုတ်ကြီးရဲ့ညီမမလေးအလေးနီကူမှတ်တမ်းတင်လာရပါတယ်ရဲဘော်ရဲ့ဆိုလိုမြန်ကပေးဆက်ခဲ့ဦးပြကျွန်တော်တို့အားလုံးနဲ့တူဒီနေ့ဦးတော်ရိုင်းတမိုင်းကဘယ်တော့မှမေ့သွားလိမ့်မည်မဟုတ်ပါအစေဂျာဘန်ဆေးရနာရှင်တွေကိုအမြင့်ပြည့်ချိန်မုံကြီးရေဦးတော်လိုင်းမှာကြာဆုံးသွားခဲ့ရတဲ့လူရဲကောင်းအာသာမြေရဲ့အကြောင်းကိုလေးနေပြီးမှတ်တမ်းတင်ခဲ့ စပုတ် PDF ရေမှာ YouTube channel ကိုနားဆင်နေကြတာပဲဖြစ်ပါတယ်။စပုတ် PDF ရေမှာ YouTube channel ကိုကြည့်ရင်ဘူးတော်ရိုင်းမှာအတောင်းတနေရာတွေကနေပါဝင်နေကြဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ရေပေါ်ရေဖခင်ဦးလေးရေပြောထားတဲ့အတန်ဖိုင်ဗီဒီယိုလေးကိုလည်းဦးတွဲဟောပြပေးလိုက်ရပါတယ်ခင်ဗျာ။ဒီလိုကိုယ်ကငါကမိသားစုကကိုယ်ကငါကယူအဲဒီမိသားစုလုံးလုံးကိုရတယ်နေလို့ရတယ်ခင်ဗျာဖြစ်တယ်။အဲ့တော့ဒလာကြီးသူတက်ပြပြစ်ထမ်းတယ် အဲဒီလိုဒါဒီလိုကြည့်ပြီးတော့မှကိုကိုကိုစာကွယ်နေတဲ့လုံချင်းတကယ်တိတ်ကြဆရာဟောပြီးတက်နေတယ်မှာလေဒီဘာလေးတွေဒီဘာလေးတွေနည်းနည်းဒီလိုဒီလိုလက်ကြတော့ဆောင်းနေတဲ့ဒီလိုပြေးတော့မှမနေဘူးဘာဒီလိုမဖြစ်ဘူးတို့ကျွန်တော်ကောဆန်အိတ်နေတယ်ကိုရောအဲ့လိုမဆုတ်ကိုရကိုရဒီလိုမျိုးတဲ့ကိုရအနေနဲ့တင်းမလို့တော့လည်းဒီချမ်းရလို့မင်းတို့လည်းအများကြီးသိရှိကြဖို့ဒီကတိကြောင့်ဒီစားမှကွာမင်းတို့ ဘူးမှာပြည့်စုံတယ်ပေါ့။ဒါဖြစ်လာရင်ဒီလိုပဲအပြည့်ကြတာပေါ့။ဒီတက်ပြည့်စုံတာ။ဘာမှမပြည့်စုံတာလို့ဘယ်တိုင်းမှဒီခံကြလို့ပြည့်စုံတာ။ဒီချိန်မှာတော့ဘာလို့ဒီကဘာနေတာဟိုဒါတော့ပြောချင်တာပေါ့ဆိုတော့ဒါလည်းမျိုးတွေဖြစ်လာတာ။ဘယ်လိုလဲချေလို့ခုလိုလဲဟိုတက်နေတာပတ်စံပူပူလေးပါလေရရအောင်ရှာဖို့ရှင်းအောင်လို့ဒါပဲကြည့်နေနေနေဘူးဘူးကျင်တာဒီလိုလို့ရှင်းတာဖြစ်နေတာကြောက်နေရဦးဒီပတ်စံမရှိဘူး ။ဒီရှင်မတာဖို့တာတာကြတဲ့ဒီရှင်ရောက်ဝင်တယ်။အဲဘာလို့ရှင်လဲလူကြီးရောက်ဝင်တယ်။ဘုရားစားတာဆိုပြီးသူများတွေလုံးဝနှောင့်ကြပြရအောင်ဒီလိုတရားဘောပစ်ဒီလိုပါဘုရားရှိတော်မူကုန်တာ။အာသမီးဘောမှာထားရမြစ်တာပေါ့ကွာဒီစိတ်ကြောင့်ဒီလိုပေါ့။ဘုရားကြီးကြွားလို့ရှင်လဲဆိုတယ်။ကိုယ်လည်းပေါ်မလဲတာတော့မောင်မောင်ရောင်းတော့မလုံးမဆိုလို့အစားရပြောတာတက်ပွဲဝင်ရမှာတော့ဒါတက်ပတိရဆာစပေါ်ကလာရှိတယ်ဟုတ်ပါအဲဒီနေ့တက်ကြတာအဲ့ဒါကလည်းမလာဘူး တော်တော်လေးကတော့ပြောနေတယ်လည်းပြီးအောင်မကူတော့ရှင်နေလိုက်ရှိတယ်တက်တယ်နဲ့ရင်းရမှာကျိုးသွားနေတယ်ကန်းသွားနေတယ်တော်တော်တော့ဖြစ်သွားနေတယ်ညင်ညင်ငယ်ငယ်ဖြစ်သွားနေတယ်တော်တော်မင်းစီကွဲသွားနေတယ်အသက်ပါသေးသွားနေတယ်တော့ဒါဖြစ်မှာတော့ဒါကစရိုက်လာရဖြစ်လာမှာဒါတည်းဘုံမှာမောင်မလေးကလို့ဒါမလုပ်ခင်ကလေးကဒီတော့ဒီဘေးဘေးနဲ့တင်းနေတယ်တင်းနေဆိုဟိုလိုက်ကမင်းကခုမှကြောက်ဦးတာအိုးကြီးကတော့အစက်ကလည်းနည်းနည်းကြီးလာတဲ့ခါကျတော့ဘူးကြီးကလည်းကြောက်ပြားသွားရေးလို့ရှိတယ်ကိုယ်လုံးကိုယ်လုံးဘယ်လိုပြောပြရမလဲ ်တို့ကခိုင်ကြတာလေးဆန်တော့မရဘူးပုတ်တာလုံးမှာလေဒီမကွန်းကမကလုံးကြပါဒီပါအဲ့ပါတီးလို့လည်းဝန်တာလေးအမေတော့ဒီလေးချင်းတဲ့ဒီလိုလေးအခြားတိုင်းတဲ့ခွဲဒီမှာလုံးဝပြာမှုလောက်ပဲတင်ရောက်လာတာများတယ်လေဘလောက်အဝေးကြီးပြန်ပြီးမလုံးမပြန်ဖမ်းလဲဟဲ့လာမပါပြန်ရောက်လာအောင်ဒီဆောင်ပြတဲ့ဗတ်ကြီးတဲ့ခွဲကတိုင်းမွေးရပြတော့ဒီလာလေဘုံလုံးကုန်ပြီလေတိုင်းမွေးတယ်ဒီကဒီကဖုန်းလို့ရောရောပေါ့ကိုမေရောဒီလာဒီလာ ဒီကလေးကမြောက်ရအောင်မဆစ်ဖြစ်တဲ့မြင်နဲ့ပေးဖို့ပြရအောင်ဒီကအကုန်ကြည့်ကြည့်ကြတယ်ဝင်လဲတာတယ်ပုံလေးကြည့်တယ်လေတာလေတာဒီနေ့ဆိုရင်ဒါဒီဘောင်းပွဲအာနာစာအတိုင်းပွဲရတာဒီနေ့တည်းသူလောက်ခဲ့တယ်ဒီဟာလဲသူလောက်ခဲ့ဒီဘောင်းကလဲသူတက်ကောင်းကလဲအောင်မြင်ကြတာဆိုတင်းကြတယ်များတယ်အောင်မြင်အောင်အကန့်နေတဲ့ပုံစံလို့ရောက်ဦးဒါဒီပြောင်းမရှိတာဒီလည်းမရှိတဲ့ဒါမြင်လာတာလေးဘာဘာ တင်ပါလေ။ဒီကံမိကံနဲ့အမိုက်ဆိုတော့သူကမသိဘူးသူကလည်းမကော။ပြောပါဦး။ညက်စွာကြဆုံးခဲ့ရတဲ့တူရဲကောင်းအာဇာနည်တွေကို ်မှတ်တမ်းတင်ကပီးမော်ကွန်ထိုးနေရခြင်းဟာမြမတွေဦးတော်လန်ကြီးမှာရဲဘော်ရီရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ဒါဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြမနိုင်ငံရေးရမှာဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ထွန်းလာရေးအတွက်အပြင်းအထန်ပြည်သူနဲ့အတူ တရားတဲ့ဘက်ကနေလက်နဲ့ကံရွေပဲဖြစ်စီလက်နဲ့မကံရွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကာကွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်တဲတပွင့်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်းစပုတ်ပြည်ရဲ့မြန်မာကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ပုံအောင်ရမည်